ယိုးခေတ ాయి ကွန်တက်အိုင်ဒီယာကိုခန့်နေပြီလား ဘရိုအနာဟာဒီကမိန်ဘရိုဗရန်နော်ကိုကခုမှနေယူခရီတာပဲဖြစ်ဖြစ်အတွေ့အကြုံစီဗီတာခရီတာပဲဖြစ်ဖြစ်ကွန်နက်ခရီးရှင်လို့ရတာခင်းနေဟုတ်အဲ့လိုပဲကွန်နက်အိုင်ဒီယာတွေစဉ်းစားတာလည်းခင်းနေမှာဒါပေမဲ့ကိုကအထူးထူးထူးဘာမှသိလို့စီရမလို့ပဲသောတဲ့ကြောင့်ရေးလဲရုံနဲ့ကို့အတွက်ကွန်နက်အိုင်ဒီယာတွေအများကြီးကိုအဆက်မပြတ်ထုတ်ပေးနိုင်တဲ့ AI တူတစ်ခုရှိတယ်ဆိုရင်ရောပြီးတော့အဲ့ဒီ AI တူက100% absolutely free ဆိုတော့ creator တိုင်းဂျုံးကန်နေရတဲ့အဓိကပြဿနာက consistency ရှိရှိ post မတင်နိုင်တာ consistency န်စီရှိရှိ post တင်နိုင်ဖို့အတွက် content idea တွေဆိုတာလို့ content idea မရှိဘူးဆိုရင် post တွေကိုပုံမှန်မတင်ခင်တော့ အဲဒီကနေတစင် engagement တွေကြာလာမယ် engagement တွေကြာပြီဆိုတာနဲ့ပြည့် channel ကို keep ဖို့ဆိုတာကလည်း clean သွားပြီဒါပေမဲ့ DAI 2အကြောင်းကိုတည်ပြီးသွားပြီဆိုတာနဲ့ content idea တွေနဲ့ပတ်သက်ပြီးထပ်ပြီးစိတ်ပူစရာမလိုတော့ပါဘူးတော့ DAI 2ကဘယ်လိုအလုပ်လုပ်တာလဲ brother let me show you how to work AI 2ရဲ့နာမည်က noise AI လို့ခေါ်တယ်သူက AI content idea generator ဆိုတော့ကျွန်တော်အနေနဲ့အလွယ်တကူပဲ idea generator လို့ပဲခေါ်လိုက်ကြမယ်ဆိုတော့ ်အထက်ရောက်ချင်းမြင်ရမယ် you are interview ပေါ့လေဆိုတော့ဒီ AI တူကဘယ်လိုလုပ်လုပ်တာလဲပထမဆုံးတော့မှာက you are topic topic နေရာမှာကိုကဘာအကြောင်းထည့်ချင်တာလဲကျွန်တော်အဓိကပြောချင်တဲ့ topic ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ niche ကဘာလဲကျွန်တော်ဆိုရင် tech review တွေလုပ်တယ် AI တူတွေအကြောင်းပြောတယ်ဆိုတော့အဲအကြောင်းကျွန်တော်က tech review လို့ရေးလိုက်မယ်ပြီးလို့ရှိရင် content type ကိုရေးပစ်လိုက်မယ် content type မှာဆိုလို့ရှိရင် YouTube video လားကိုယ်စိတ်ကြိုက်ယူလို့ရတယ် ပြီးရင် number ဆို idea မှာက idea ဘယ်နှစ်ခုထုတ်ချင်တာလဲဒီ AI တို့က100% absolutely free ဖြစ်တာအတွက်ကြောင့်ကိုစိတ်ကြိုက်10ခုပဲထုတ်တော့ကိုစိတ်ကြိုက်ထုတ်လို့ရတယ် limit လည်းမရှိဘူးပေါ့လေဆိုတော့ကျွန်တော်အနေနဲ့10ခုထုတ်လိုက်မယ်ပြီးတော့ဒီ setting နေရာမှာကျွန်တော်အနေနဲ့ content ကိုဆိုတာရှိကျွန်တော်ရဲ့ဒီ content ကို viral ဖြစ်စေချင်တာလားဒါမှမဟုတ်ရင် educate အနေနဲ့လုပ်ချင်တာလား subscribe body လုပ်ချင်တာလားကျွန်တော်အနေနဲ့ကတော့ go viral ကိုရွေးပေးလိုက်မယ်ရွေးပြီးပြီးရင် generate idea ကိုနှိပ်ပေးလိုက်မယ်ဆိုတော့ခဏဆောင်းလိုက်ပါအဲဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ idea တွေထုတ်တာရပြီပဲဖြစ်ပါတယ်โอเคဒါမှဆိုလို့ရှိရင်ကျွန်တော်က idea 10ခုတွေထုတ် တာဖြစ်တဲ့အတွက်ကြောင့်တစ်ချက်ဟောမဟုတ်ကိုကျွန်တော်တစ်ချက်စပြပေးပါမယ်။ Okay ဆက်ကိုအတိရှိပါတယ်။ကျွန်တော်အသေးစိတ်ကိုတော့ live ပြီးတော့မပြောတော့ဘူး။ဒါပေမဲ့ဒီ idea တွေကဆိုတော့ကျွန်တော်တိုင်တယ်ကိုမြင်လိုက်တာနဲ့သူ့ရဲ့ video ကိုမနှိမ့်ရမနေနိုင်ဖြစ်တဲ့အထီပေါ့လေ။အဲ့လိုမျိုးအထီပါကောင်းတဲ့ idea တွေကတော်တော် mic ကြီး။ဆိုတော့ကျွန်တော်အနေနဲ့အသေးစိတ်တော့ပြောမပြတော့ဘူး။ကိုယ်တိုင်ဆိုင်ကြည့်ပါ။တကယ် useful ဖြစ်တယ်။အပြီးတော့နောက်တစ်ခုပြောပြစရာတစ်ခုရှိတာကဟာပေါ့ကျွန်တော်အနေနဲ့ number 8အချက်ကိုကြိုက်တယ်။အဲ့လိုကောင်းတဲ့ idea တွေဆက်ပြီးလိုချင်နေရဆိုလို့ရှိရင် similar idea တွေချက်နှိမ့်လိုက်လို့ရတယ်။ โอเค similar idea ကိုနှိပ်ပြီးသွားပြီဆိုတော့ねကျွန်တော်အနေနဲ့ဒီမှာ similar idea ဆိုပြီးတော့ number 8 idea နဲ့တူတဲ့ idea တွေထပ်ပြီးတော့ထုတ်ပေးထားတယ် similar idea တွေကိုထပ်ပြီးတော့ထုတ်ပေးရယ် title ကိုမြင်လိုက်ပြီဆိုတော့ねကျွန်တော်ဒီ video ကိုမနှိပ်ရမနေနိုင်ဖြစ်တော့တယ်အကြည့်ပြ content idea တွေကတကယ်ကောင်းတာ video တွေဖန်တီးဖို့အတွက်အမှပင် member လို့တရားမလို့ပဲね idea တွေကိုသက်တိုက်ထုတ်ပေးနိုင်တဲ့ AI tool ကတော့ noise AI ပဲဖြစ်ပါတယ်။သူက content creation လုပ်တယ် content idea တွေနဲ့ပတ်သက်ပြီးတော့ခက်ခက်ခဲစဉ်းစားနေရတယ်ဆိုလို့ရှိရင်တော့ဒီ idea generator ဆိုတဲ့ AI tool ကိုဆက်ပြီးတော့တုံးကြည့်ဖို့အကြံပေးခြင်းနဲ့ပြီးတော့ link ကို comment မှာချပေးထားတယ်။ပြီးတော့ video edit လုပ်တဲ့နေရာမှာကိုယ့်ရဲ့ video တွေကိုမြဲမြဲဆက်ဆက် edit နိုင်ဖို့အတွက် AI ကဘလို့ကူညီပေးနိုင်လဲဆိုတာကိုသိချင်တဲ့ဆိုရင်တော့ဒီ video ကိုတော့ပြီးတော့ကြည့်လို့ရပါတယ်။ So I hope this video will help you. ဒီလိုမျိုး useful ဖြစ်တဲ့ content တွေကိုဆက်ပြီးတော့သိချင်တဲ့ဆိုရင်တော့ like and follow လုပ်ပေးသွားလို့ရပါတယ်။ ぞ、ジュールマリ。